်ထားပါကြလဲဆိုတက်တူးတွေအခုနေရာနဲ့မှာ occupy ထားတယ်ပါကြလဲဆိုရင်တက်တူးကဗမာလက်ထက်တုန်းကဗမာပြည်မှာတက်တူးထိုးတယ်လို့တက်တူးထိုးပြီးတော့မှသူရဲကောင်းရွေးချယ်တယ်လို့ ူတွေကအများယုံကြည်ကြတယ်အဲ့လိုပြောတာတဲ့သူထိုးပြီးတော့မှသူရဲ့ကောင်းရွေးချယ်ကြတယ်လို့လူတွေကအများယုံကြည်ကြတော့အဲ့ဒီတတူးတွေအခုကဘာလုံးကလူတွေတတူးတတူးတွေမိမတွေယောက်ျားတွေတတူးတွေထိုးကြတယ်တတူးထိုးပြီးတော့မှလည်းလိုမျိုးပေါ့အပိတ်လောက်တယ်ပြီးရင် တတူဆိုတာတီးတဲ့အတိုင်းပဲအမိုက်တယ်ပြီးရင်တတတိတအားရှိတယ်တအားတိုးမြမပြေမှာလူတွေတော်တော်များများတတူးမြမပြေမှာလူတွေတော်တော်များများတတူးထိုးပြီးတော့မှတတူး မြမပြမလူတွေတော်တော်များများတတူးထိုးပြီးတော့မှတတူးအဲ့လိုခက်တခဲအကြီးကျယ် update လုပ်တယ်တကယ်တမ်းကျတော့အဲ့လိုလေတတူးကျတော့ကျုပ်တို့တွေလည်းမသိဘူးဘာကြောင့်လဲဆိုရင် ဆူရှေတုန်းကလူတွေကအခုခက်လက်စားတယ်လေတတူထိုးလိုက်တယ်ပြီးရင်ပြဒါလုံးမျိုးတယ်ပြဒါလုံးမျိုးတာပြဒါလုံးမျိုးလိုက်တယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးပေါ့တတူထိုးပြဒါလုံးမျိုးလိုက်တဲ့အခါကျတော့လူတွေကဝိဇ္ဇာတကိုးတွေအစွမ်းထက်လာတယ်လို့ဆိုတာပေါ့နော် ဒါပေမဲ့အဲ့ဒီအဲ့ဒီဟာကတကယ်တမ်းကျတော့ပြဿနာတစ်ခုကိုပြောထားတာလေအဲ့ဒါအဲ့လိုရနော်ပြဒါလုံးမျိုးတယ်လေပြဒါဆိုတာသိတယ်ဟုတ်ပြဒါပြဒါလုံးပြဒါလုံးမျိုးလိုက်တယ်လို့လူတွေကမာယွင်းတဲ့အသိပညာတစ်ခုကိုလူတွေကကောင်းတယ်ဟုတ် အဲ့လိုအမာရွယ်ရိုက်ခွင်ပေးလိုက်တယ်ပြတာလို့အဲ့ဒါဆေးဆစ်ဆက်ထားမှလေကော်ပီအလုံးကြီးကြီးနဲ့တက်တူထုတ်ထားတယ်ကပီငါးပြီငါးလားငါးတယ်နေ့ကငါးတယ်နေ့နေပါဖြစ်တယ်လေနေမကောင်းဖြစ်နေတယ်လေအေးနေ့ ဒီမကောင်းဖြစ်တော့ငါတို့ငါပြီးတော့မှ update လုပ်တယ်။ငါပြီအောင်နေထုတ်တယ်။ပြီးတော့အခုတက်တူးတွေတက်တူးတွေရခဏကိုမှာလူတွေတက်တူးထုတ်ပြီးရင်အဲ့လိုမျိုးအယောင်တွေကညို့မဲစိမ့်သွားတယ်။ကြောက်တော့ကြောက်စရာတော့ဒါပေမဲ့အဲ့လိုမျိုးထိုးကြတာလေကြိုက်ကြတာပဲ ထိုးတဲ့လူထိုးကြတယ်တိုက်တဲ့လူကြိုက်ကြတယ်ကျုပ်တို့ကြတော့တအားကြောက်တယ်အလော်အကျော်ကြောက်တယ်အဲ့လိုကြောက်တယ်ပဲရမ်းဆိုငါးပြီအိမ်ကိုငါးတယ် မြေငားတယ်ခြံငားတယ်လူငားတယ်အငားမယားငားကျမ်းမာရေးအရာငါတို့ငားတယ် we borrow we borrow you are healthy we make uptake အဲ့လိုမျိုးပေါ့နော်ဆရာဗမာအမျိုးငားရတယ်မြန်မာအမျိုးငားရတယ်မြန်မာပြည်ကိုငားရမယ်ပြီးတော့အဲ့လို နောက်ဒီခေတ် update လုပ်ဖို့အတွက်ဟိုမှာတွားပြီးတော့အနုဈေးတွေဝယ်ဈေးတွေထက်ချရမယ်။အဲ့ဒါငားတယ်လို့ခေါ်တာလေ။မပီမပီကိုလောက်တဲ့အခါကျရင်တိတ်သိမွားတဲ့ပဇော်တသေးလေးတွေနဲ့မပီလောက်ရတယ်ပဇော်တအသေးတဲ့ပဇော်လေးတွေလေနေလန်းထောင်းထောင်းမီလန်းလမ်းမီထောင်းအဲ့လိုမျိုးနော် ပြပါလို့ရှိရင်အဲ့ဒီဟာကိုအကြိုက်တိမ်းထားပြီးတော့မှမိနဲ့ဇနဲ့တကြကင်ပြီးဖောက်ပြီးပြုတ်ပြီးစားအဲ့လိုမျိုးပေါ့နော်ဆိုတော့အာဟာရပြေဝရယ်ပြီးတော့ထမင်းမငက်ဘူးကဘာပေါ်မှာအဲ့လိုအဲ့လိုဖောက်ပွားတီးဆိုတော့ငမော့ခေါမကြီးကြားရောက်ရတော့မှဆံပြုတ်လေးကိုပြုတ်ပြီးတော့မှငပိလေးနဲ့ မေးစားလို့ရတယ်ဒီလောက်ငါရပါအဲ့ဒါတွေကိုအထူးသဖြင့်တတိထားဖို့လိုတာပေါ့နော်အဲ့ဒါတွေငါတယ်ငါပြီငါပြီငါပြီအဲ့ဒီအရောင်ကတကယ်မဲသွေးဆုပ်ညို့ Yeah. yeah. တာခုနာညာညာတဲ့တော့မှနေတော့ကိုကတောသားမလို့မတွေ့ဘူးတာလေပါဇက်လေးအောင်လားယုဂောမှာဒီလိုအတွေ့အကြုံတက်ရှာခေဆိုရင်ယုဂောမှာရရှိတဲ့အတွေ့အကြုံမှာသမျှအကုန်စုစည်းထားသူသိထား ။ဘာဖြစ်လို့လဲဆိုတော့ကိုကတောမှာပဲနေတာကြောင့်အတွေ့အကြုံမရှိဘူးတောသားအာရယ်ဒါပေမဲ့တောမှာဖြစ်ဖြစ်ဆိုမြို့မှာတက်မြို့ပေါ်တက်သွားပြီဆိုရင်ဒါဒုက္ခရောက်တယ်ဒါပေမဲ့အဲ့ဒီဒုက္ခတွေအားလုံးအကုန်ကိုတွေ့ကြုံရတဲ့ဘုဟုတ္တတွေအဖြစ်စနစ်တကျအဲ့ဒါတွေပေါ့နော် ုစည်းထားပြီးရင်စာရီကပြာတွေရေးနိုင်ရေးသူတပောင်းကိုဘုဒ္ဓတာအဖြစ်ပေးရမယ်ဆိုတဲ့အခါကျတော့တချို့နားထောင်ခြင်းမနားထောင်တယ်တချို့ကျတော့စိတ်ဝင်စားတယ်နားထောင်တယ်နေရဲ့အတွေ့အကြုံလေးတွေငါ့ကိုပြပြပါလားဘာတွေကြီးအတွေ့အကြုံရှိလဲဘာတွေဖြစ်သွားတာလဲအတွေ့အကြုံတချို့ ရှယ်ယာခိုင်းတယ်အတွေ့အကြုံလေးတွေတိချင်တယ်အဲ့ဒါလေးတွေကိုပြောပြပါလားအဲ့လိုမျိုးပါနော်တချို့ကလည်းအဲ့ဒါလေးဟိတချို့ကလည်းအဲ့ဒီဘုဒ္ဓတ ရှယ်ရတဲ့အခါမှာအမအကြီးပဲရှယ်ရကြတယ်တချို့ဘူးတတောက်ရှယ်ရတာအကောင်းနေအဲ့ဒါမျိုးတွေပေါ့အခုပါလောက်မလဲ